သတင်းလေးတွေကျွန်တော်ပြောပါမယ်သတင်းဆိုတာလည်းသတင်း30ချက်လေးတွေပြောပြပါမယ်ဘာလို့လဲဆိုတော့ဟိုသတင်းတွေကတော့အများကြီးပေါ့နော်လူတွေကပြောထားတာရှိတော့သတင်း30ချက်လေးတွေပုံပြီးပြောပြောတာကောင်းပါလိမ့်မယ်ဟိုဟိုကျွန်တော်တို့လည်းဒါရုပ်သံသတင်းတွေကနောက်ပိုင်းသူရိုက်တာနည်းနည်းဟိုကျဲလာလာပါလိမ့်မယ်ဘာဖြစ်လို့လဲကျွန်တော်တို့ဟိုမြေပြင်ကိုစင်းပြီးအဲလှုပ်ဆောင်နေရရှိတာဒီလှုပ်ဆောင်နေရလည်းရှိလို့ပါအဲဒါကြောင့်ပေါ့ဒီမှာနိုင်ငံရဲ့အဓိကပြဿနာပေါ့နော်ပထမ ဓိကဒီကိစ္စကြီးတွေဖြစ်လာတဲ့အကြောင်းအရာမီဒီယာအကိစ္စနဲ့ပြောပြောမယ်ဆိုရင်အဲဒီ Facebook ကကျွန်တော်တို့နိုင်ငံကိုပေါ့နော်ဟိုတာမန် application လေးတစ်ခုနေ2010လောက်ကစတဲ့ဝင်ရောက်လာတယ်ပေါ့နော်ဝင်ရောက်လာတယ်ဒီမိုကရေစီစနစ်နဲ့အတူဒီ Facebook ကိုလူတွေကသုံးဆွဲအဲသုံးဆွဲသုံးတက်လာရတယ်ပေါ့နော်အဲ Facebook သုံးတာကနေအဲဒါကသုံးလာကြတဲ့လူတွေကအဲသုံးလာတာကြားတဲ့အချိန်မှာမြန်မာနိုင်ငံမှာ Facebook သုံးဆွဲသူတန်း20ကျော်30တန်း30နီးပါဖြစ်လာတယ် တန်း30ကျော်ဖြစ်လာတာပေါ့နော်။ဒီလိုအနေထားမျိုးမှာ Facebook ကအဲဘာတွေဖြစ်လာလဲဆိုတော့တချိန်တုန်းကတော့အဲ့တန်း30တဲမှာဒီအမျိုးသားရေးကိုအခြေခံနဲ့အဲသုံးဆွဲတဲ့သူတွေရှိတယ်။နိုင်ငံချစ်စိတ်ကိုအခြေခံပြီးသုံးဆွဲတဲ့သူတွေရှိတယ်။အဲ့လိုပဲ Liberal War ကိုအခြေခံပြီးသုံးဆွဲတဲ့သူတွေအဲဒီလဝဲရင်းပေါ့နော်ထိတ်တိုက်တွေ့ဆုံရင်းနဲ့နာထိတ်တိုက်တွေ့ဆုံတွေ့ဆုံရင်းနဲ့အစွန်းရောက် liberal ကိုကျင်းသုံးတဲ့သူတွေတုံးဆွဲတဲ့သူတွေရှိလာတယ်။အဲဒါအဲဒါအပြင်ကိုနိုင်ငံရေးရအဲ ီအားပြိုင်မှုတွေကလည်းဖေးဖို့မှာတဖြည်းဖြည်းဖြည်းအာစတင်ပြီးအားကြီးလာတယ်ပေါ့။ဟောစတင်30တဲ့အချိန်တုန်းကတော့အဲဒါတာမန်ဘီဂီရှင်းလေးတခုနေနဲ့ဖတ်ပေါ်လာတယ်မြန်မာပြည်သူတွေတုံးဆွဲလာတယ်အဲငင်းခုံပြောဆိုမှုတွေမှာလည်းအဲ Facebook တွေစပြီးတုံးဆွဲတဲ့ဟောဆိုရင်အဲအနီဘဲဖြစ်ဖြစ်အစိမ်းဘဲဖြစ်ဖြစ်တော်တော်ယဉ်ကျေးကြတယ်မြန်မာတွေကအဲတယောက်နဲ့တယောက်တစ်ဖက်နဲ့တစ်ဖက်ငင်းခုံကြတယ်ဆိုရင်ဒါကျွန်တော်တို့2017 2012လောက်ကဆိုရင်တယောက်အဲတစ်ဖက်နဲ့တစ်ဖက်အနီနဲ့အစိမ်း ကိုနိုင်ငံနိုင်ငံသားချင်းညီကုန်ကြတယ်ဆိုရင်တော့တစ်ဖက်နဲ့တစ်ဖက်အထောက်အထားအထောက်အထားစာရွက်စာတမ်းနေနဲ့အထောက်အထားနေနဲ့ချပြီးအဲတယောက်နဲ့တယောက်အားဖြင့်ညီညာတာဖြစ်တယ်အဲအဲ့ဒီကနေရေးဘာဖြစ်လာလဲဆိုတော့လူရန်စားအားလုံးတောနဲ့မြို့ရမကြံပါတော့အားလုံးလူရန်စားအားလုံးတုံးနိုင်တဲ့အခြေအနေမျိုးဖြစ်သွားတဲ့အခါဘယ်လိုဖြစ်လာဆိုဖေ့ဘွတ်မှာဒီအမုန်းစကားတွေကတအားကို များလာတယ်အမုန်းစကားတွေဒါများလာတယ်တစ်ဖက်နဲ့တစ်ဖက်ဘာတင်နေသူတယောက်ကတိုင်းပြည်ကောင်းကျိုးအတွက်နိုင်ငံကောင်းကျိုးအတွက်ဘာပဲလုပ်လို့ဘာပဲတင်နေအဲဆဲဆိုတဲ့အတိုင်းဝိုင်းကြီးတစ်ခုကအကြီးပေါ်ပေါက်လာတယ်အဲဒီကြားထဲမှာဒီ NLD ပါတီကဒါသမရာကြီးဦးသိန်းစင်ဟာ NLD ပါတီကိုဒီ ရွေးကောက်ဖို့ဝင်လို့ရအောင်ဥပဒေတွေဖြေရောပေးခဲ့တဲ့ NNP ပါတီအစိုးရဖြစ်တဲ့အချိန်မှာပြည်ညာရေးဝန်ကြီးကဥပဒေမြင့်ဖြစ်လာတယ်ဥပဒေမြင့်ကဒါ Facebook တင်းဖွဲ့ကိုခေါ်တယ်ပေါ်ပြီးတွေ့ဆုံတယ် Facebook တင်းဖွဲ့ပြန်ပြီးနောက်နောက်ရက်မှာပဲဒါတက်မတော်ကောက်ဝေးဦးစုချုပ်ဘုံကျူမီမင်းအောင်လည်း Facebook အကောင့်ကိုဖြုတ်ချခဲ့တယ်အဲ့ဒီနောက်ပိုင်းမှာဒါဒါကျွန်တော်တို့ Facebook တွေရောဘူးလက်ဦးလာဆို Facebook တွေရော Facebook တွေအကုန်လုံး follower 6သိန်း5သိန်းအဲ့လိုရှိတဲ့ Facebook တွေနော်ပြည်သူလူထုကြီးစုများတဲ့အဲ Facebook တွေဖြုတ်ချခံခဲ့ရတယ်ပေါ့တဲ့လို့ဖြုတ်ချခံရတော့ဘာဖြစ်လာလဲဆိုတော့ဟို Facebook ပေါ်မှာ ဟိုမှန်ကန်တဲ့အကြောင်းအရာနိုင်ငံချစ်စိတ်အကြောင်းအမျိုးသားရေးအခြေခံပြီးကိုတိုင်းပြည်ကိုချစ်ဖို့ကိုမျိုးဘာသာသာသနာအတွက်ဖြစ်ဖြစ်မိမိနိုင်ငံအတွက်ဖြစ်စီဘာမှပြောဆိုလို့မရဘူးအဲ့လိုပြောတာနဲ့မဟုတ်စကားဆိုပြီးဖြုတ်ချလိုက်တယ် နော်အဲ့လိုမျိုးတွေဖြစ်လာတယ်အဲ့တော့ဒီ Facebook လူမှုကိုရဲ့ကြီးတစ်ခုလုံးကဒီ NND ခစ်ကာလာမှာအဲသူတို့တစ်ခုပဲလွှမ်းမိုးထားတယ်အဲဒါအပြင်ကိုရွေးကောက်ပွဲမဲဆွဲကာမကာလာမှာလည်းဒီဒီဥဝင်းမြင့်တို့ဒေါ်ဆန်းစုကြည်တို့ကဒါဒီ Facebook ကိုနော်ထောက်လျှောက်လာနော်သူတို့ပိတ်တွေဖွင့်ပြီးတော့ထောက်လျှောက်ဒါနဲ့သူတို့သူတို့ရဲ့ကိုယ်ပိုင်လူဖြစ်လာဒီအတွက်လည်းနိုင်ငံတော်ပတ်စံတွေကိုသူတို့အများအများသုံးခဲ့တယ်ပေါ့နော်အဲ့လိုနဲ့ဘယ်လိုဖြစ်လာလဲဆိုတော့မြန်မာနိုင်ငံမှာတစ်ဖက်ဆောင်းနေမှုတွေဒါအဖြစ်လာခဲ့တယ်အဲဒီလိုအခြေအနေမျိုးပေါ့နော်တစ်ဖက်ဆောင်းနေမှုတွေ မျိုးသားရေးစိတ်တွေအင်အားစုတွေဖြည်းဖြည်းပြိုကွဲပျက်စီးလာတယ်ပေါ့နော်မျိုးသားရေးနဲ့ပတ်သက်လို့ကိုတိုင်းမျိုးချစ်ဖို့ကိုနိုင်ငံကိုကာကွယ်ဖို့အကြောင်းတွေပြောပြီးဆိုရင်ဒါအမုန်းစကားဆိုပြီးတော့ဒါ Facebook ကနေဖြုတ်ချတဲ့အနေအထားမျိုးတွေထိလုံလာတယ်ပေါ့နော်ဒါ Facebook ကိုတော့စုစိုးရလက်ထက်မှာဝင်လိုက်တယ်ပေါ့နော်ဥပ္ပေမြအဲဒီသဘောတရားပေါ့အဲဒီလိုဖြစ်လာတဲ့အချိန်မှာ နော်ဘာတွေဖြစ်လာလဲဆိုတော့ကျွန်တော်တို့ကဒီအေနိုင်ငံရေးဖြစ်စဉ်ဒါဖြစ်လာနိုင်ငံရေးဖြစ်စဉ်ဖြစ်လာနေမှာလဲဘာလို့လို့ဘာကံမှမသိဘူးပေါ့နော်ဘာလို့လို့ဘာကံမှမသိဘယ် application နဲ့တုံ့ပြန်မသိဘူးဘာလို့ဆို Facebook ပေါ်မှာနော် viral တွေလုတ်တယ်နော် Facebook Facebook ပေါ်မှာနော်အကြမ်းဖက်မှုတွေတိုက်တွန်းတယ်နော်တပ်ဖြတ်မှုတွေလုတ်ဖို့ဒါမှန်စဲလို့လို့ဘာလို့ဆိုအများကြီးလုတ်ခဲ့တာဒါတွေသူတို့လုတ်တယ်သူတို့လုတ်ရင်လက်ခံတယ် Facebook ကလုံးဝလက်ခံတာလေလုံးဝလုတ်ခွင့်လည်းပြုတ်ထားတယ် နော်လုံးလုံးကလုံးပြီဒါဒီဘက်ကအဲတံပြန်လုံးတဲ့အချိန်မှာကျတော့အဖားမှလုံးဆောင်လို့မရတဲ့အနေထား Facebook ကတင်တာနဲ့ကြာနာမည်ကြီးတဲ့ဆိုဆိုရင်အဲ့နာမည်မြင်တာလည်းဖြုတ်ချတဲ့အနေထားမျိုးထိလုံးပြလိုက်တယ်အဲ့ဒါကျွန်တော်တို့လည်းမလုပ်လဲဆိုတော့ဩတခုခုတော့ဖြစ်မှထွက်ဖို့ဖြစ်မှရမယ်ဆိုပြီးတော့ဒါ Daily Gen Channel ကိုကျွန်တော်တို့စတဲ့သုံးဆွဲတာပေါ့ Daily Gen Channel ကိုစတဲ့သုံးဆွဲတယ်အဲကျွန်တော်တို့မြူသားရေးအတွက်နိုင်ငံချင်းစိတ်ရှိဖို့နိုင်ငံတော်ကာကွယ်ဖို့ ဟောနော်ကာကွယ်စိတ်သက်ဟောနော်ခဏကလေးကာကွယ်သောစိတ်သက်တည်ရှိဖို့စစ်မှန်တဲ့ပြည်တော်စုစိတ်သက်တည်အဲဖြစ်ထုံးမှုတော့ဒါတွေကိုကျွန်တော်တို့ဆောင်ရွက်ခဲ့တယ်အဲဒီလိုဆောင်ရွက်နေမှာပဲအကြံဖတ်တိုက်ဖြတ်တိုက်ဖြတ်ရေးပေါ့နော်အကြံဖတ်မှုတွေလုပ်နေတဲ့လူအားပေးတဲ့လူတွေတော့သူတို့ပြန်ပြီးတော့ကျွန်တော်တို့ကအဲသူတို့ဖိဖို့မှလုတ်ခဲ့တယ်လို့ကျွန်တော်တို့ကတော့ဟိုအကြံဖတ်ခိုင်းတာလို့သက်ဖတ်ခိုင်းတာမရှိပါဘူးနော်ပြန်ပြီးတော့ဥပဒေနဲ့ညီဆောင်ရွက်ဖို့ဒါမျိုးလေးတွေဆောင်ရွက်စီခဲ့တာပေါ့နော်ဒါ Telegram 30သူကလည်းတဖြည်းဖြည်းနဲ့များလာတာ เนาะဒီကာလမှာတော့လည်း30သုံးဆူလည်းတစ်ဖြည်းဖြည်းနဲ့အများလားဒါကအလူချင်းပြောပြောမယ်ဆိုရင်တော့လူဝက်ချက်ရဖြစ်လာတဲ့ကိစ္စတွေအဲ့တော့အခုလဲတစ်ဖြည်းဖြည်းနဲ့လူမှုကွန်ရက်ဒီမှာကြည့်ရင်အာဒီတစ်ဖြည်းဖြည်းတော့ TikTok တို့ YouTube တို့30သုံးဆူကလည်းအများပြားတာဖြစ်တော့တစ်ဖြည်းဖြည်းနဲ့တော့ဟို balance တော့ဖြစ်လာပါဒီလိုနေသားမျိုးမှာကျွန်တော်တို့ကဒီအားကောင်းအောင်နဲ့လှုပ်ဆောင်တဲ့အချိန်မှာ ဘာဖြစ်လာလဲဆိုတော့ဟိုထင်မကျော်ကြားလူတွေလည်းအများကြီးရှိအောင်เนาะရှိတဲ့အတွက်အဲ့ဒါကိုကိုဘုံမသူတော့เนาะဟိုကိုနာမည်ကြီးဖို့လောက်ပဲကြီးတဲ့သူတွေနောက်တစ်ချက်ကဘာတွေ့ရလဲဆိုတော့ဒီအစိုးရောင်းဒီဖိနေရှိတာဟိုအများကြီး line ပေါ်မှာ5 6ဟာလောက်ရှိအောင်ရှိတယ်ကွန်မန့်လေးပါနေတာဒါတွေတော့တားမြုံလင်းလာအဲ့ဒါဒီမြုံလင်းပြီးတော့ဒီပြည်မှာတကယ်လှုပ်ဆောင်နေတဲ့သူတွေဟိုဘုံမှာပေါ့ကုတော်တို့အောင်စင်ဆရာတော်တို့ ဟိုတကယ်တကယ်ကိုလှုပ်ဆောင်နေတဲ့သူတွေရှိတယ်တကယ်လှုပ်ဆောင်နေတဲ့သူတွေကိုယ်စင်းလုံးနေတဲ့သူတွေကိုဒါပြောဆိုပုတ်ခတ်ဝေဖန်တာပေါ့နော်လေးလေးကန်ဝေဖန်တာအရန်လွယ်ပါတယ်နော်ကျွန်တော်တို့လည်းအဲဟိုလိုင်းပေါ်မှာပြောလို့ရတယ်နေမြင့်ကစားသူတယောက်ကိုပြောရဲဆိုတာပြောလို့ရတယ်ဟိုဝေဖန်နေကလက်တွေလှုပ်ဖို့ဆိုတာမလွယ်မလွယ်ကူပါဘူးလက်တွေတကယ်လှုပ်ဆောင်နေတဲ့သူတွေကဒါရာရာတိုင်းမှာနော်ဟိုအသက်ဒီဘွားတွေနဲ့ရင်းပြီး လှုပ်ဆောင်နေတာအာဒါဟိုကတမျိုးမျိုးပြန်ပြီးတော့အာဟိုဟိုမင်းကဘောမငါဘောလေးအာမင်းကဘောကိုအာအမျိုးမျိုးဝေဖန်နေတာရက်တီတာကကျွန်တော်တို့အဲ့ဒီစကားမျိုးနဲ့လာပြောရင်ကျွန်တော်ကပြန်ပြီးပါမင်းဘယ်နှခုနှစ်ကဒီစလှုပ်တာလဲဒီလုပ်ငန်းတွေကိုကျွန်တော်တို့ကပြန်ပြီးပါပါငါတို့နာမည်ကိုကြားဘူးလားသိလားလို့ပဲကျွန်တော်တို့ကပြန်ပြီးပါပါအပြောမယ်ဆိုရင်ကျွန်တော်တို့ကဆယ်စုနှစ်တခုလောက်တည်မူလ original တွေကဒီတိုင်းအစိမ့်ပဲအရင်ထဲကလည်းနော်ဟိုပြောမယ်ဆိုရင်စစ်ဘုံက အရာရှိဘောကနေကျွန်တော်လာတယ်အခုချိန်ဒီလေဒီတိုင်းပဲဒါဒီဒီစကားတွေပဲပြောနေတာအဲ့ဟိုရင်တော့လည်းဒီစကားပဲအခုလည်းဒီပဲဒါတွေပဲပြောနေတာကျွန်တော်တို့ကသွေးဖယ်သွားတဲ့လူတွေမဟုတ်သွေးဖယ်သွားတဲ့လူတွေမဟုတ်တဲ့အတွက်အဲကျွန်တော်တို့တော့ဒါရိုက်ပြောလို့မရဘူးဘာလို့ဆိုတော့ဟိုရက်တီပုံရင်းလေးလည်းမတူခဲ့ဘူးတမိုင်းတွေကရှိတာဘယ်သူကဘယ်လိုရက်တီခဲ့လဲဆိုတော့အဲတမိုင်းတွေရှိပါတယ်ဒါကဒါလူမှုကွန်ရက်ပေါ်မှာအမျိုးမျိုး ဟိုဒီခက်ကလာတော်တော်သတိထားပါရဲ့เนาะအတွင်းစီးတွေရောပြင်စီးတွေရောအလုံးပူတတ်နေတာတွေရောပြည့်ရသီးရောမျိုးစုံပေါ့เนาะအများကြီးရှိတဲ့တော်တော်ကိုသတိထားအဆင်ပြေရပါတယ်ဘာပြောပြောလက်တွေ့လှုပ်ဆောင်နေသူတွေကိုကတကယ်လူသားကြီးတမတိုင်းပြည်ကိုကောင်းစေခြင်းနဲ့တိုင်းပြည်ကိုငြိမ်းချမ်းစေခြင်းနဲ့တိုင်းပြည်ကိုတည်ငြိမ်နေတဲ့တိုးရက်စေခြင်းနဲ့ဆိုတကယ်ကိုနိုင်ငံငြိမ်းချမ်းမှုတည်ငြိမ်မှုတော့မြေပြင်ကိုဆင်းပြီးအရပ်တိုက်ပြမှုတွေဆောင်ရွက်နေတဲ့လူပုဂ္ဂိုလ်ဖွဲ့စည်းရဟန်းသားကအားလုံးကို အားပေးတင်တယ်အားပေးကြပါလို့ကျွန်တော်ကအဲပြောလို့ပါအဲနောက်တစ်ခုကဘာလဲဆိုတော့စီးသတိတွေပေါ့နော်စီးသတိတွေကလည်းသူ့ထငါတင်တာပေါ့သူ့ထငါတင်ကြတော့တချို့ဟာတွေကြောက်လဲအလွန်ကျူးတွေးရတယ်တချို့ဟာတွေကြောက်လဲဟိုထိုက်တင်တဲ့လောက်ပြောတာတွေတွေးရတယ်ပေါ့နော်ဟိုဘလူဘဲဖြစ်ဖြစ်ပါဟိုအောင်မြင်မှုကတော့အချိန်ကြာရင်ပြန်ပြီးရလာပေါ့ကျွန်တော်တို့ကရွှေဖွားရွှေဖွားလို့သွားခေါ်တာရွှေဖွားဆိုရင်တည်တယ်လည်းအစားပိုင်းအမြဲခံရတယ် ရွှေဘဇာနာစကားတွေဆိုကျွန်တော်တို့မကြည့်ဘူးပေါ့မကြည့်ဘူးတဲ့လူကြီးပြရွှေဘအစဆိုအကုန်ခံရတာပဲပြီးရင်သူကြီးပြန်ပြီးနိုင်တာအဲအခုကကျွန်တော်တို့ကရွှေဘရွှေဘခေါ်လို့ပြည့်ညက်တော့ရလက်သက်ပါနေလားမသိဘူးနောက်ပိုင်းကျရင်တော့ပြန်အုပ်တာပဲเนาะအဲဒါမျိုးဖြစ်ပါတယ်ဒါနဲ့ဂျားကလာမှာဒီအသက်သွေးရှိတွေဒီတိုင်းပြည်ရဲ့အစိပ်ပိုင်းနေမြေတွေဒီเนาะနိုင်ငံတော်ရဲ့အချုပ်အခြာအာဏာအောက်ကိုပြန်လဲရောက်ရှိဖို့ဆောင်ရွက်တဲ့နေရာမှာဒါတမန်တော်သားတွေရဲ့အသက်သွေးရှိတွေအခုဆိုရင်ရင်တမန်တော်သားဟောင်းတွေ ဒါဒီပြည်သူစုံနဲ့ဥပဒေဝင်ရောက်လာတဲ့လူငယ်တွေဒါဒီလူငယ်တွေဟာတိုင်းပြည်မှာတကယ်ကိုတာဝန်ကြီးဘူးနဲ့သူတွေပါသူတွေရဲ့အသက်သွေးရှူတွေရင်းပြီးတော့ဒါဒီနေမျိုးတွေကိုနိုင်ငံတော်ရဲ့အချုပ်အခြာအာဏာအောက်အောက်ကိုရောက်ဆောင်ရွက်နေကြတာဖြစ်တယ်ဆိုတဲ့အကြောင်းလေးကိုဟိုကျွန်တော်လင်းမြလို့ပါတယ်ဟိုနောက်တစ်ခုကတော့ပြောချင်တာဗာလဲဆိုတော့ဒါကြောက်မဲပါပေါ့ဒီနေ့သူတို့ဆရာ ဒီကျောင်းဝင်းမှာ TLE လက်နေဖြုတ်သွားကြဖြုတ်သွားပြီးတော့သူတို့ဆုတ်ခေါင်းပြင်ကြတော့ဆိုရင်တော့မဆုတ်လို့လည်းမရဘူးတော့၄မိုင်လောက်ကိုရောက်နေပြီဆိုတော့အကယ်၍သူတို့မြို့ထဲကနေဆက်ပြီးရှိတဲ့အရင်ခံလဲအကုန်ပိတ်ပြီးတော့မှာလေဝိုင်းဘက်ပိတ်ဆိုထားလိုက်အကုန်ပိတ်ပြီးတော့မှအနေထားဆိုတော့သူတို့ TLE အလောင်းလေးအလံလေးကိုဖြုတ်ပြီးတော့အဲ့ဒါဆုတ်ခေါင်းနဲ့အနေထားပါတော့သူတို့ဘာတွေရေးခဲ့လဲဆိုတော့တက်မလို့စီကြောင်းလေးကဝိုင်းဘက်ပိတ်ဆိုထားတဲ့အင်းကတာလုံးအင်းအားကိုတုံးနေတယ်ဆိုတော့တာလုံးအင်းအား စစ်လိုက်ပါတယ်ဆိုမှသားလုံးအင်အားမတုံးလို့တော့နဲတဲ့အင်အားတယောက်နှစ်ယောက်နဲ့သွားတိုက်လို့မရဘူးเนาะနောက်ထပ်သားလုံးအင်အားဆိုတဲ့နေရာစကလုံးလေးနှလုံးဆိုပြီးနဲ့အင်အားကိုဆောင်ရချကြီးလိုက်လူရင်းလက်နက်အင်အားနော်ဤပညာအင်အားဟာငွေဒနာငွေရွေးတွဲထွက်ဆုံးအောင်ဟိုအများကြီးအင်အားဆိုအကြောင်းကိုစောက်တော့လောက်ရေးလို့ရပါတယ်เนาะအင်အားအားကြောင့်ဟိုအင်အားမသာပဲနဲ့တော့မရှိပဲနဲ့ဘာမှလုပ်လို့မရဘူးစစ်တိုက်တယ်ဆိုတာအရင်မြင့်တဲ့တိုက်ဘယ်မှကြိုက်တဲ့စစ်ပွဲကိုပြောပြောအရင်မြင့်ရှိမှာတို့ရုရှားနဲ့ယူကရိန်းတိုက်တာယူကရိန်းဘက်က အနောက်အုပ်စုရဲ့အရေးမြင့်နဲ့တိုက်တယ်။ဒါရုရှားကလည်းဒီမြောက်ဗူရီယားတို့ဘာလို့ကသူအရေးမြင့်မခေါ်တာပဲသူပြည်တွင်းမှာရှိတဲ့အရေးမြင့်တွေနော်စီးပွားရေးအရေးမြင့်ပေါ့နော်။ဒီတွင်းထွက်တောင်စာအကုန်လုံးကိုအခြေခံပြီးတော့စစ်တိုက်ကြတာပဲ။အဲဒီသဘောပါ။နောက်ဆုံးကျတော့ဒီပြောမယ်ဆိုရင်ဒီအရေးမြင့်ကြီးတဲ့သူကတော့နိုင်ပါပါ။နော်။အနိုင်ပါဒီသဘောပါပဲ။ဒီမြန်မာပြည်မှာလည်းမြန်မာပြည်ကတော့ဒါပြည်တွင်းတောင်းကျမ်းမှုဖြစ်နေတာ။ပြည်တွင်းတောင်းကျမ်းမှုဖြစ်နေတဲ့အချိန်မှာအဲတမိုင်းဆက်ဆက်ကဒီတွင်းတောင်းကျမ်းမှုကိုတော်တော်နေနေခဲ့တဲ့အတွေ့အကြုံကောင်းတွေအများကြီးရှိပါတယ်။ ဒီဂျာကလာမှာပေးဆက်ခဲ့ရတဲ့အဲဇာတိလည်းရှိတာပေါ့နော်ဒီကျွန်တော်တို့နိုင်ငံအနေထားကိုလွတ်လပ်မရခင်နေရဒါလက်လက်ကိုင်းတခုသမုန်ထားတဲ့ဖြစ်စဉ်ကရှိနေတာဖြစ်တဲ့အတွက်အဲဒီနိုင်ငံတော်တက်မလို့ကအချင်းချင်းတိဆောက်ခဲ့တယ်အချင်းချင်းနော်ပြန်ပြီးတော့ဒီရန်ကုန်စူရလောက်ကနေနိုင်ငံတော်ဖြစ်လာအောင်လေလုတ်ခဲ့ဘူးပြီလက်ရှိနေတာမှလည်းဒီ90မျိုးတွေပေါင်း80ရုပ်ခုစရလည်းအဲ့ဒါအခု90လောက်ပဲကျွန်တော်ပြန်ပြီးတိုက်ပြီးတော့ဖြည်းဖြည်းတိုက်ပြီးတော့ပြန်ပြီးတော့ဒါတက်မလို့ကနိုင်ငံတော်ကို ပြန်လဲရခိုင်တိုင်းပြည်အောင်ဆောင်ရွက်ပေးအောင်ပါဖြစ်ပါဒါနိုင်ငံရေးအခြေအနေပါဟိုအားလုံးကတော့ဗျာရှင်းပြောတာဟိုကောင်းစေချင်လို့ပြောကြတယ်ဆိုပြီးねအဲတချို့ຢာလေးတွေကြတော့ဟိုကိုကပြောမယ်ဆိုရင်တစ်ဖက်နဲ့တစ်ဖက်တယောက်နဲ့တယောက်အဲပို့တိုက်ပြီး မပြောတာ အကောင်းဆုံးပေါ့နော်ဒါကိုချင်းချင်းကိုပြောတာပါတစ်ဖက်ကကျွန်တော်တို့ကတော့ယူချင်းပါတယ်ဒါဟိုးရင်เนี่ยအော်လူလာအော်လေချင်းလေလည်းဒီတိုင်းပဲနော်အခုလည်းဒီတိုင်းပဲ ကျွန်တော်တို့ကတိုင်းပြည်ကောင်းဖို့အတွက်တည်ငြိမ်အေးချမ်းဖို့အတွက်လုပ်နေတာပေါ့။များတို့ကိုင်းစင်းကြည့်လိုက်ပါ။ပြည်ပြည်စင်းကြည့်လိုက်။များတို့လိုင်းဘောကလူလီလီ900 100 200လောက်អော်နေတာစုអော်နေတာလောက်ကိုအထင်မကြီးပါနဲ့။ပြည်ပြည်ကိုင်းစင်းကြည့်လိုက်။ပြည်ပြည်ကိုင်းစားရင်ပြည်သူတဲမှာအနီရောအစိမ့်ရောအဝါရောအပြားရောဘယ်လိုပဲရှိရှိခင်ဗျားတို့လူတိုင်းကိုင်းစင်းပြီးမေးကြည့်ပါဒီစစ်ဖြစ်နေတာဒီအိုးအိမ်တွေစွန့်ခွာပြီးထွက်ပြေးနေရတာကို မြန်မာတိုင်းရင်းသားကြီးရေးရဲဆက်သက်မိသားစုလိုက်တက်ပြက်နေတာတွေကိုဖြစ်ချင်လားအေးချင်းချင်းနဲ့ငြင်းချင်းချင်းနဲ့ကိုစီပွားရေးကိုကိုလုပ်ပြီးနေချင်လားခင်ဗျားတို့လက်တွေ့ကြကြလူတိုင်းကိုလိုက်မေးကြည့်လိုက်ပါဒါဆိုရင်ပြည်သူလူထုရဲ့လူသားချင်းအစ်မံဘာလဲဆိုတာခင်ဗျားတို့သိလိမ့်မယ်အဲ့ဒီချင်းကြီးဟာကျွန်တော်တို့ကတောခုသွားတဲ့လက်နက်ကင်သဘုံထားတာသူ့ပါတီကခင်ဗျာသူ့ပါအဲ့ပါတီကိုကိုယ်ကွယ်ချုပ်ကြီးတဲ့ကောင်လေးလူတစုလောက်တောခုသွားတာဗျာ ိုက်ကောင်တွေကလိုင်းပုံမှာစုအော်တာကိုခင်ဗျားတို့လက်ခုတန်လေးကိုညှော်မနေနဲ့အဲ့လက်ခုတန်ညှော်မနေနဲ့တကယ်တမ်းမြေပြင်ကိုစင်းကြည့်လိုက်ခင်ဗျားလူတိုင်းလူတိုင်းကိုလိုက်မေးကြည့်လိုက်ခင်ဗျားတို့နော်စစ်ပြင်းနေတာဥယေဆုံးခွာပြီးပြေးရတာလူတွေနော်ဟိုအနီစိမ့်ခွဲပြီးရောင်တွေခွဲပြီးအကြံဖက်တက်ဖြတ်မှုတွေလုံမိသားစုတိုင်းတက်ဖြတ်မှုတွေလုံနေတာဒါတွေကိုကြိုက်လားနော်ငင်း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 နဲ့အေးအေးဆေးဆေးစေးစေးနဲ့ကိုတိုင်းပြည်ကိုဖြစ်စေခြင်းလားခင်ဗျားတို့မေးကြည့်လိုက်ပါစဉ်းပြီးတော့တချိန်တုန်းကအနီဖြစ်ခဲ့တဲ့သူတွေခင်ဗျားတို့မေးကြည့်လိုက် အားလုံးကငင်းငင်းငင်းနဲ့အေးအေးဆေးဆေးနဲ့နေပြီးတော့ဒီဒီဘဝမှာကိုစီပွားရေးကိုချာကိုသားမိရဲ့ကိုသားမိရဲ့နောင်ရေးကိုရဲ့မျိုးဆက်ရဲ့နောင်ရေးပညာရေးနော်ပညာရေးကျမ်းမာရေးစီပွားရေးအေးအေးချမ်းချမ်းနဲ့လှုပ်ဆောင်ပြီးခေါင်းပြောင်းအောင်အရှင်နဲ့အဲသူတွေကြီးပဲဒါမြေပြင်အရှိတရားမြန်မာပြည်မှာလူရောနော်သူလိုင်းမော်လူလီလင်း96လက်ခုတော်မျိုးပြင်းနေမြန်မာနိုင်ငံမှာလူရော54သန်းရှိတယ်အဲ54သန်းမှာခင်ဗျားတို့လှဲ့လှဲ့ပြီးတော့ခင်ဗျားမေးကြည့်လိုက်နော်ဒီလို ဥယျာဉ်ဆုံးကထွက်ပြေးစစ်ပြေးအဲ့ဒါတွေတော့တက်ပြတ်နေတာလို့လူကျင်တာလားเนาะငင်းငင်းညံနေအေးအေးဆေးဆေးနဲ့เนาะเนาะတင်ညာဥစ္စာရှာပြီးတော့နေကျင်တာလားခင်ဗျားတို့မေးကြည့်လိုက်ဒါဆိုရင်ပြည်သူလူထုရဲ့လူလားချက်အစ်စ်မှန်သည်ဘာလဲဆိုတာခင်ဗျားတို့သိပါလိမ့်မယ်အဲဒါကြောင့်ဒီအကြံဖက်မှုတွေတိုက်ဖြတ်မှုတွေတိုက်ဖြတ်ရေးတွေဆောင်ရွက်နေတဲ့အနေအထားမှာခင်ဗျားတို့ပြည်သူလူထုရဲ့လူလားချက်အစ်စ်မှန်ဘာလဲဆိုတာသိမှခင်ဗျားတို့ဩပြည်သူလူထုက ိုင်းပြည်ကိုငြိမ်းချမ်းစေခြင်းပြီးအေးချမ်းစေခြင်းပြီးတည်ငြိမ်စေခြင်းပြီးငါတို့ကဒါတွေကိုနော်ဥတီဗီပြောဖို့လိုတယ်ဆိုတော့ခင်ဗျားတို့လောက်ကိုင်းဆောင်ရွက်နေတဲ့သူတွေလိုင်းပေါ်မှာပြောနေတဲ့သူတွေဆိုနေတဲ့လူတွေဒါအမှန်တရားကိုခင်ဗျားတို့နားလည်ကြပါဖြစ်ပါတယ်။ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ကျွန်တော်ကြောက်တော့ပါ။ဟုတ်ကဲ့ကောင်းတော့နည်းနည်းခင်ဗျားလားဒီကနေ့က29ရက်6လပိုင်း2025ဖြစ်ပါတယ်ဗျာအမျိုးတွေအားလုံးလည်း မျိုးတွေဖြစ်ခြင်းနဲ့ပေါ့နော်အားလုံးဖြစ်ခြင်းနဲ့အတိုင်းတာပေါ့နော်အားလုံးဖြစ်ခြင်းနဲ့ဘုသူများအားလုံးကဖြစ်ခြင်းနဲ့ဆိုရင်ဒီမှာပြည့်ညံဆိုငင်းညံပြည့်ခြင်းဒီအကျံဖက်အန်နေပြေးပါလေအများဆုံးကင်းဝေးခြင်းပေါ့ဗျာအဲတော့မျိုးတွေဖြစ်ခြင်းနဲ့အတိုင်းတိုင်းဒီမှာ2025မကုန်ခင်မှာဖြစ်ဖို့ကတော့တော်တော်ကြီးများပါပါကြီးပါပြုလဲဆိုလို့ရှိရင်ဒါကြောင်မဲတို့ဒီဘောတို့ဒါအချိန်တို့အတွင်းမှာဒါ ရပါပါဗျာเนาะကြောင်မဲ့ဆိုလို့ရှိရင်ဒါရလာရလို့ပြီးပါလို့ဖြစ်နေတယ်လို့ပြောလို့ရပါဗျာเนาะကြောင်မဲ့မှာတွေ့ဘလောင်နေရဒီဖတ်တတ်ထားတဲ့ဘလောင်အလန်နေပေါ့เนาะ PDF လမ်းတော့ဟို PDF ကတော့အဖြေခံမယ်เนาะဒီလမ်းလေးကိုထုတ်ပြီးမှဒီဒီဘောနာဒီဒီဘောနဲ့ကြောင်မဲ့ကြားဒီဟိုထုတ်ပါသွားပါလိမ့်မယ်เนาะအဲ့တော့ဒုက္ခသွားကြီးဖြစ်တဲ့အတွက်ဒုက္ခသွားကြီးဖြစ်တဲ့အတွက်ကျွန်တော်အချိန်နေမဟန်လို့ပဲဆုတ်ပါကြီးဖြစ်ပါလိမ့်မယ်เนาะ အာတော့တမရောလည်းဒါအတူတူအတန်ကြားတာတော့ဒီငင်းချိုင်းကန်လန်းမှုအနေထားတွေရှိတယ်။ငင်းချိုင်းကန်လန်းမှုဒီလိုတွေဒီလိုသုတ်မပေါ်နမ်ဆန်တို့ဘယ်လိုဒီဒီနှစ်ခုတွေးမဲ့ဘာညာအုပ်ချုပ်ပါလဲ။အဲ့ဒါတမရောအနေနဲ့လည်းဘယ်တော့မှလက်ခံမှာမဟုတ်တော့ပါဘူးကြာ။တော့ဘယ်တော့မှလက်ခံမှာမဟုတ်ပါဘူးနော်။မောင်မောင်ပေါ်တော့ကဗျာအထူးပဲနဲ့ဟိတ်ကောင်ဆိုတော့ဝဲချင်းနေကောင်းပါမလဲဟုတ်လားလက်ကြီးပြောတယ်လို့ပဲဟုတ်လားပန်းပေးတော့ကဒီပန်းပေးတော့ကတော့ဟုတ်လား လက်မခံပဲနဲ့ခံပေးကြကြမှာလဲဆိုတော့ဆွေအောင်လေးကခုမှအလုံးရင်းနေနဲ့အင်အားအလုံးရင်းနဲ့ဝင်လုံးတာတွေရောပါလုံးတာတွေရောဟုတ်လားတမလို့ဆိုတာကမလုတ်တင်းတာပါတကယ်လုံးလို့ရှိရင်ဘယ်လွယ်ပါ့မလဲဟုတ်လားဘယ်လွယ်ပါ့မလဲဒါခင်ဗျားတို့တွေ့ကြည့်လေဗျာအခုဆိုလို့ရှိရင်ဒါအလင်းဝင်တဲ့တူတွေလက်နဲ့ချတဲ့တူတွေလည်းခင်ဗျားတို့တွေ့တွေ့နေရပါပဲအများကြီးပဲအများကြီးပဲเนาะအများကြီးပဲအဲ့တော့ပြည်သူပြည်သားများအားလုံးကလည်းတမလို့နဲ့ပူပေါင်းဆောင်ရွက်တာတွေတွေ့ရတယ် ့ဦးစင်းပြောပြီးပဲငကောကလိုပဲနီးရတာကြောက်ရလို့ကလူတို့တွေကနေနေရတာလို့ဟုတ်လားနီးရတာကြောက်နေရတာအဲ့တော့ PDF တွေဘောကတော့ဆရာတော်ဦးရတူပြောလို့လိုပဲဟုတ်လားအရင်ခံလဲရင်စာဆိုလို့ပဲနော်လေစုစာရမ်းဆိုလို့ပဲအားတဲ့သူကတော့ခံလိုက်ရတာပေါ့ဗျာ PDF တွေအားတော့ခံလိုက်ရတာပေါ့နော် PDF တွေဟုတ်ကိုတွေကတော့ဟုတ်လားဟိုမှောင်စီလို့ပန်းဆယ်လို့ဟောင်စီပြောတဲ့စကားကြီးကျွန်တော်ထည့်ပြောမယ်ဟောင်စီကဟိုတယ်လို့ပန်းဆယ်လို့နဲ့ပြောပြီးကာပါ ပန်ဆယ်လို့ကြောင်းလေးပြောသွားတယ်ပေါ့ဗျာပန်ဆယ်လို့ဒီသားဆိုတော့မင်းကလေးတည်းကထိုက်မြတ်တဲ့ဘာညာဆိုတော့အတိုင်းတာကိုပြောသွားတာအဲ့ထက်မှတော့ဘာပြောဆိုတော့ဟုတ်ကမင်းမော်တော့တည်တယ်ပေါ့လူလေးရောနှစ်ဖြစ်နေရောဟုတ်လားမြတ်တော်တို့ကျတော့သူကမတည်ဘူးဆိုတဲ့ပုံစံကိုပြောသွားတယ်เนาะမြတ်တော်တို့ကြောင့်သူဟုတ်ကမင်းမော်ကြောင့်မလို့ထည့်ပြောပါတယ်မြတ်တော်ကြောင့်သူပြောလို့ပေါ့မြတ်တော်ကြောင့်သူမပြောရဲဘူးလေဗျာဘလင်းဟုတ်လားဘူးဆိုဘလင်းဆိုဆိုလို့ဟုတ်လားသူတော့ပြောရဲဘူးမပြောရဲဘူးမြတ်တော်ကြောင့်သူပြောလို့မြတ်တော်ဟောင်းစီကမတည်ဝဲနေပါမလား ဟုတ်လားမင်းကြီးနီးရွက်နေပါမလားခင်ဗျားတို့ပဲစဉ်းစားကြည့်ကြပါဟုတ်လားတော့ကတော့ကဟွာတခုကြီးနဲ့တခုလေးပဲပွာတာပေါ့နော်တခုမှကြီးကိုတခုလေးကပါပွဲပေးတာအကြောင်းမရှိပါဘူးနော်သူတို့တော့ AC ပဲ AC ပဲလဲတော့ AC သေးပဲနော်အဲ့တော့ဟောင်းစီလိုဘာမှရည်ချင်းမရှိတဲ့လူတွေရောက်တာတော့မှလူ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 တက်တော့ဖြစ်ဖြစ်သွားတယ်ဆိုရင်ပန်းဆယ်လူက ။ဒါနဲ့တော့အမေရိကန်လိုနိုင်ငံကဘယ်ဘယ်ကဘယ်ကသက်ဆိုင်တဲ့ဒီလိုတိုက်ကြီးတွေဆိုင်ကြီးတွေဘလို့ဝယ်နိုင်မှာတော့ဘယ်ကပုံဝင်နဲ့ဝယ်နိုင်မှာတော့ခိုင်းလို့ကွင်းလို့တိုက်ခတ်ဝယ်ဖို့တောင်မှမလွယ်တဲ့အနေအထားတစ်ခုလေဗျာ။ဒါကိုမကိုးဘူးလို့ပြောဟုတ်လား။ဒါနဲ့ဥပမာစိုးကြပါဆိုဗျာတသိန်းဖို့ဗျာ။တသိန်းဘူးဆိုလို့ရှိရင်တသိန်းဘူးအလူခံဒေါ်လာတသိန်းရလို့ရှိရင်တသောက်မဲ့လူမဲ့ကိုတော့အိတ်ခဲထဲလိုက်ပဲဗျာကျွန်တော်တို့စဉ်းစားကြည့်နော်အဲ့တော့ PDF ဒီနော် မင်းတို့ကအမှန်တော့ငကိုကလေးကဥစဉ်ကပြောတယ်မင်းတို့အတုံးချခံဘောဘောတိုင်းရင်သားကြီးတိုင်းရင်သားလက်နက်ကိုင်းတပုံတွေအတုံးချလိုက်နေဟုတ်လား IMG ကအတုံးချလိုက်တယ်မင်းတို့ဟုတ်လားထောက်ပို့ဆိုအမိခံပြီးမှဒီတောက်စားနေတဲ့ထောက်ပို့ပါဇက်စပီကာဓမ္မတွေအတုံးချလိုက်နေဟုတ်လားမင်းတို့စီရောက်ရမြဘယ်ရောက်ပါမလဲမင်းတို့စီကိုပို့ရမြရောက်အောင်လူတို့ဒလိုတွေပေါ်ပေါ်ဇလိုတွေလူတို့တူတို့ဘယ်နေနိုင်ပါမလဲဒါကိုလည်းမင်းတို့စဉ်းစားရမှာလေဒါကိုလည်းစဉ်းစားရမှာ ဆရာတော်ကဥိရတုဒီစကားပြောလို့ရှိရင်ဝေရောခမှာဝေဒနာနဲ့မပြောဘူးဒေတာနဲ့ပဲပြောတာဖြစ်တယ်နော်ဒေတာနဲ့ဆရာတော်ဥိရတုဒီဒေါက်ဆန်းစုကြည်လို့ဒေါက်ကင်းကြီးကိုပြောပါတယ်ဟုတ်တယ်လေဒေါက်ကင်းကြီးရဲ့တမိုင်းကိုဘသူကခေါ်ထုတ်ရဲတယ်လေဒေါက်ကင်းကြီးရဲ့ဟုတ်လားဘုကျော်ဆန်းဘက်ကမို့သူ့ရဲ့ဒေါက်ကင်းကြီးရဲ့အမေရဲ့အဖိုးရဲ့တမိုင်းကိုဘသူကထုတ်ရဲတယ်လေဟုတ်လား ဒေါခင်ကြီးရဲ့ခင်ဗျာဟိုဘက်ကဒေါခင်ကြီးအဖို့တမိုင်းကိုထုတ်လေဗျာဟုတ်လားဘယ်သူကဒေါခင်ကြီးတမိုင်းကိုကောင်းကောင်းမှုမပြောရဲတယ်ကိုကြောင့်ကဘက်ကပြောဟိုဘက်ကဒေါခင်ကြီးပြောလေခင်ဗျာတို့ဟုတ်လားလူကတမိုင်းကိုရေးရတယ်လေဒေါ်သာသူကြီးသူ့အမေရဲ့အဖိုးရေဟုတ်လားသူ့အမေဘက်ကပါတဲ့အဖိုးရေတမိုင်းကိုရေးလေဗျာထုတ်လေဗျာအဖိုးကဘသူကြီးပါအဖိုးကဘလူကြီးပါဆိုတမိုင်းရေးရလားဟမ်အဲ့ဆရာတော်ဥပဒေတူကအမှန်တိုင်းပြောတော့ဟုတ်လားဆက်ဆက်ဒီပုံနေကြတာဟုတ်လား ဒီကြတဲ့ပြည်ပကဟုတ်လားပြည်ပကနဲ့ဟောင်းနေတဲ့ဟိုဟောင်းနေတဲ့ဟိုအပေါ်တော့မူဆလင်တွေကရှိသေးပြအစိုးရမူဆလင်တွေကပေါ့ပါတယ်ဦးသိန်းတို့ဒီဒူဘိုင်းမှာဆိုလဲပိန်ပင်တိတိနဲ့တကားတယောက်ကပြောတယ်တူဒီမြန်မာနိုင်ငံသားမြန်မာနိုင်ငံကိုချစ်တယ်အစ္စလမ်ဘာသာကိုကိုယ်ွယ်တယ်တူဒီမူဆလင်လူမျိုးဒါနဲ့သူဗမာပြည်မြန်မာဖြစ်တယ်နောက်တယောက်ကလည်းဗမာပြည်မှာရှိတဲ့မူဆလင်ကကောင်းတယ်ဦးသိန်းတို့ကပြောပြီးလေတူယုံကြည်ရတူကိုယ်ွယ်လို့ကိုယုံကြည်ရနော်ကိုယုံကြည်ရတူကိုယ်ွယ်တဲ့အဓိကက ကိုတိုင်းမိကိုပါကိုနာကိုကိုကိုယုံကြည်ကြကိုကိုရောက်ချစ်ဖို့ပဲကိုမြန်မာနိုင်ငံကြီးချစ်ဖို့ပဲရည်ကြီးနေတာเนาะကိုတိုင်းတစ်ပါးကနေဟာကိုလိုဝဲလိုဟောင်းနေရာကြီးတွေရတော့ဟုတ်လားအထင်းလဲကြီးစရာကြောက်စရာလဲအကြောင်းမရှိဘူးပြောရအောင်မြန်မာနိုင်ငံမှာရှိတဲ့မူဆလင်တို့တူတူကတော့ဒီလိုပေါ့เนาะဖန်တီးမှုတွေချစ်စီအောင်တက်တက်မဲ့အုံစုဘူးအုံကြွအောင်လုပ်ချင်းဖြစ်တယ်အဲတူတူအဲ့လိုလုပ်တဲ့ခါမှာငါကမူဆလင်တွေမပြောခဲ့ဘူးအခုမူဆလင်တွေကရန်ပြောလာတယ်မစိုးဘူး ဒါမြန်မာနိုင်ငံသားစစ်စစ်ပဲဒါမြန်မာနိုင်ငံကိုချစ်တာပဲဒါဥစဉ်တော့လက်ခံတယ်เนาะဥစဉ်ပြောပြီပဲဥစဉ်တော့ကမူဆလင်ကိုတုံ့ပြန်လုံးစားခွဲထားပါတယ်လို့ဟုတ်လားမြန်မာနိုင်ငံမှာနေပြီလို့မြန်မာလူဝင် sorry လို့ဝင် sorry လို့စစိတ်က sorry နိုင်ငံ sorry လို့ရောက်နေတဲ့လူမျိုးတော့ဥစဉ်တော့ပေါင်းနှင်းလို့မရဘူးလို့မြန်မာနိုင်ငံမှာနေပြီမှလို့ဟုတ်လားအာမိမမြန်မာသွားယူခလေးတွေကိုခွေးလို့ဝက်လို့လှိမ့်ဝေးပြီးမှမပြေးနိုင်ဘူးပဲဟုတ်လားမြန်မာပြည်ဝမ်းမြူကိုကြံတဲ့ဘူးခလေးမျိုး လက်ဆွဲပြီးနှုတ်မဆက်နိုင်လို့လည်းလူရှင်ပြောလို့ဆိုတယ်မဖြစ်နိုင်ဘူးမြန်မာနိုင်ငံမှာနေပြီးမှမြန်မာလူဝတ်တယ်မြန်မာလူစားတယ်မြန်မာလူနေရတူယုံကြီးအောင်ကိုးွယ်တယ်ဖြစ်လာတယ်မှဒုက္ခအောင်အတူခံအတူရင်စိခံမယ်ဆိုတဲ့မူဆလင်မျိုးတို့ဦးစင်းတို့ကဝန်ခံမဲ့အမြဲတမ်းချုပ်ချုပ်ပြီးတာအမြဲတမ်းလက်တွဲပြီးတာအခုကြီးလို့လည်းအမြဲတမ်းဦးစင်းတို့ဖေးဖို့ကအစင်းနဲ့ရှိပြီးတာပဲเนาะအစင်းနဲ့ရှိပြီးတာအဲအမြဲတမ်းဦးစင်းတို့ကဟောလက်တွဲကိုလည်းမလေးဘူးအဲ့ဒါမှမူဆလင်နေဦးစင်းတို့ကြိုက်တယ်เนาะအဲ့တော့ဒီဘက်မှာနေတဲ့မူဆလင်တယောက်ဆိုလို့ ပြောတာတွေဦးဇင်းတော့ရမ်းကြိုက်တယ်ဘေဘီဒီကြိုက်တော့ကွင်မန်းနဲ့တော့လေးစားပါတယ်လို့ပေါ့ကူတော့ဦးဇင်းလင်ကွင်မန်းနဲ့မှဝင်ရဲဆိုတာမရှိဘူးမရှိဘူးနော်အားကြောင့်မလို့ဦးဇင်းတို့မြန်မာနိုင်ငံမှာရှိတဲ့တိုင်းရင်းသားကြီးကိုမော်ဒမများအားလုံးနဲ့မြန်မာနိုင်ငံသားခိုင်ခါတဲ့မြန်မာနိုင်ငံသားများအားလုံးပေါ့ဗျာနော်မရှိတဲ့အရာကြီးလည်းရှိတယ်လို့လို့ပြောရှိတဲ့အရာလေးနဲ့တိုင်းပြည်ကြီးကိုငါတို့ဒီဘလို့ငင်းကြအောင်လက်တွဲပြီးလုပ်မလဲအေးကြအောင်ဘလို့လုပ်မလဲငါတို့ဒီဘယ်နေရာကနေပါဝင်ပူးပေါင်းမလဲဘယ်နေရာကနေပါဝင်ပြီးမှငါတို့ဒီ ပတ်သက်မလဲဆိုတော့ပဲခင်ဗျားတို့လူတွေကတွေးရမှာဖြစ်ပါလိမ့်မယ်မြန်မာနိုင်ငံကြီးကလည်းမကြခင်မှာနေနေတော့ရွေးကောက်ပွဲကြီးပေါ်ပြင်းသွားပြီဆိုလို့ရှိရင်မြန်မာနိုင်ငံကြီးကတိုးတက်ပြောင်းလဲဖို့ရှိတယ်ဟုတ်ကဲ့ဒါပြောလို့အဲ့လိုပြောရတာလေလက်ရှိခင်ဗျားဦးစင်းတို့ဒါပုံမလင်းလင်းပြောလို့ရှိရင်ဟုတ်ပြီဘယ်လိုပဲပြောပြောဒါတက်ခိုင်းရအင်းကောင်းတယ်တက်ခိုင်းတိုင်မှုဟာမြန်မာတကောင်နဲ့ပဲပြပြဘယ်လိုပဲပြပြဟုတ်လားတန်ခိုင်ရေနိုင်မှုကဒါ90ရာခိုင်နှုန်းရှိတယ်ရှိတဲ့အတွက်ကြောင့်အန်ခိုင်ရေဆိုးရဖွဲ့နိုင်မှုကများပါတယ် အဲ့တော့ရခိုင်မှာသူ့ရောက်ခွဲမဲ့သူတွေကိုကြည့်လိုက်ရင်လောက်တက်ကင်တဲ့ဒီကလေးတစ်ချီထောင်တွက်အချိန်မီမရှိတဲ့ရသမတယောက်မှမစကားဘူးဗေယံပထာပြောတဲ့တယောက်မှမပါခဲ့ဘူးအရင်ရှင်းရှိတဲ့သူတွေပဲလောက်တက်ကင်တတ်တဲ့သူတွေတိုင်းပဲပါတယ်ဒီမှာနိုင်ငံအောင်ပြုပြင်ပြောင်းလဲပေးနိုင်တဲ့သူတွေပဲပါတယ်သူကကိုယူနီဖောင်းချွတ်ပြီးမှပဲလိုပဲဝှက်ဝဲယူနီဖောင်းချွတ်ပြီးလဲသူဒီတန်းခိုင်ဝှစုံဝှက်လိုက်ပြီးဆိုကြရအဲ့ဝူပြီးမှယူနီဖောင်းဘက်ကိုပြန်ဝှက်လို့သူတို့တွေမရဘူးဆိုတော့ခင်ဗျားတို့ဒါတော့သဘောပေါက်လို့လိုတယ်နော်သဘောပေါက်ဖို့လိုတယ် ဒါလေးကိုနားလဲဟုတ်လေဦးစင်အာမခံရတာကတော့မြန်မာနိုင်ငံပြောင်းလဲမယ်နိုင်ငံတကာဆက်ဆံရေးပူပြီးမှအဆင်ပြေလာမယ်နိုင်ငံတကာဝင်လဲပြင်လာမှုတွေရှိလာမယ်လမ်းတော့တော့အခုမှလမ်းမဆက်တွေ့ရတဲ့အကုန်လုံးနေကူညီထောက်ပံ့မှုတွေတော့များစွာရလာမယ်ဦးစင်တို့ဟုတ်ပြီကာကြုတ်ကိုပြောတယ်ဟာကာကြုတ်ကဘလူးနက်တွေဓာတ်ပုံရိုက်တယ်ဒါကတော့ကျွတ်တော့လဲဘလူးနက်တွေနာမည်ကြီးနဲ့ဓာတ်ပုံရိုက်တာရိုက်တာပဲလေဗျကိုဒါကတော့မီဒီယာဓမ္မအကုန်လုံးကိုမြန်မာရဲ့အားလုံးလည်းရှိကြတယ်ကိုနိုင်ငံကကာကြုတ်ကဟဲ့ငါတို့ထပ်ပုံရိုက်ပါရိုက်ပါလို့ပြောတာမဟုတ်ဘူးလေဗျာ ိုကလည်းရိုက်ပါရိုက်ပါပြောရမလို့သတင်းသမားမိခင်ညီမနိုင်ငံပါပြီးသားလေကဒါတော့နိုင်ငံတကာဆက်ဆံရေးရှိအောင်ဒီလိုဒီလိုနိုင်ငံတကာနဲ့ဆက်ဆံရေးရှိတယ်ပွင့်လင်းပြသာမှုရှိတယ်ဆောင်တော့ဦးစင်းတို့ကဒါချပြပါပဲလေချပြမှာပဲမီဒီယာတော်ကမီဒီယာတော်မားတွေရဲ့အလုပ်ပဲချပြမှာဒါအကြီးကိုဟုတ်လားတော့ဆက်စုကြီးလူတွေရောဘာလူတွေရောပုဂ္ဂိုလ်ပုဂ္ဂိုလ်ဟုတ်လားတော့ဆက်စုကြီးတို့ကဒါကမြန်မာနိုင်ငံတကာကိုထွက်သွားတယ်နိုင်ငံတကာကိုထွက်သွားပြီဆိုလို့ရှိရင်နိုင်ငံပြောင်းလဲဖို့ထွက်သွားတယ်ဆိုတာမရှိဘူးเนาะ ဟိုဟာဗောအလှမယ်အလှမယ်သွားပြိုင်တယ်လို့ပဲဟိုဟာဝက်ဆက်ကလေးဝက်ပြီးကော့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 ပဝါလေးဒီလိုကိုင်းတာဟိုမြင်းကိုမမြင်ဘူးလို့ဟုတ်လားထမပဝါမနိုင်ထမိတ်မနိုင်ပဝါမနိုင်ဆိုတဲ့အနေထားတစ်ခုနဲ့သွားတာဟာဟိုဟာနဲ့နိုင်ငံကလက်မှတ်ထိုးဟုတ်လားလက်တော်ဆန်းစုကြည်ဗျာခင်ဗျာများ OIC နေနိုင်ငံတွေနဲ့တွေ့တယ်ဗျာအခင်ဗျားတို့အဲ့ဟာတွေကိုချပြလာဘာကြောင့်တွေ့ရလဲဘာကြောင့်လှုပ်ထားလဲဆိုဟုတ်လားတွေ့တယ်ဗျာကျန်တဲ့အရာတွေနဲ့တွေ့တယ်ပုံမွေလင်းလင်းပြည်သူကိုချပြခဲ့တယ်ဆိုတာမရှိဘူးเนาะ အာလာပြန်ပြီမြတ်ခရတူ305နဲ့ကမြေဆုံစီမံကိန်းကျမသာဆိုးရဖြစ်လို့ရှိရင်တဲ့ဘာဖြစ်ဩနောက်ကြတော့ခင်ဗျအတန်းတမျိုးပြောင်းလာတာပဲဟမ်တမျိုးပြောင်းလာတာမဟုတ်လားအဲကြောင့်မလုံးတက်မကင်တက်ဖဲနဲ့ထောင်ထွက်ရတမများကိုနေရာပေးလိုက်တော့လုံးတက်ကင်တက်တဲ့အရေးချင်းရှိရတူကြတော့ချောင်းထိုးထွားကြတာမဟုတ်လားငါးနှစ်တာကာလမှာဗုဒ္ဓညိုရေးအပြိုလိုချင်းကောင်းဆက်ဆိုရင်မဟုတ်လားခေါင်းညိတ်မဲ့ဒူလောက်ကိုနေရာပေးကြတော့ဖြစ်ပြီပေါ့ဖြစ်ပြီပေါ့နော်ဖြစ်ပြီပေါ့ဒါမျိုးတွေစုစုမအခုရှိကြည့်လေဗျာ ကဲခုဒါဒီဖြစ်လာတဲ့မြက်ပြဿနာအဓိကတည်းရခံရဒေါအောင်ဆန်းစုကြည်ပဲဒေါအောင်ဆန်းစုကြည်ဟုတ်လားနိုင်မယ်နဲ့လှုပ်ရှားနေတဲ့ဟုတ် NGO တွေမြန်မာနိုင်ငံမှာအညာသူညာသားတွေဟုတ်လားအညာကလေးတွေကိုအတုံးချပါလာလေဒေါအောင်ဆန်းစုနိုင်ငံရေးဆိုတာထူလာမယ်လားမတည်ဘူးเนาะညာသားတွေကเนาะမတည်ဘူးနားမလဲဘူးဒါပေမဲ့တကလုံးတွေထဲမှာမျောပြီးမှာမျောလင်းချက်တွေထဲမှာမျောပြီးမှာဆရာမတွေဘာတွေအကုန်လုံးဒုက္ခရောက်တာအများကြီးမျောများစွာညာမှာဟုတ်လားဟိုဆုမတွေဖြစ်သွားတာအများကြီးပဲမြင်မှပြပါเนาะ ဒီအညာဒေတာတွေမှာအများကြီးပဲပျက်စီးမှုတွေအများကြီးအဲ့ဒါအဓိကတရားခံတက်မတော်မှုဘူးအဓိကတရားခံ NLD ပဲ LND နဲ့ဒေါအောင်ဆန်းစုကြည်နဲ့ဒေါအောင်ဆန်းစုနောက်လိုက် NUG ဆွဲဖွဲ့စည်းရတဲ့အကြမ်းဖက်ဖွဲ့စည်းပဲဆိုတာကိုပြည်သူများအားလုံးသိသိချင်းနဲ့အခုဦးစင်းပြောတဲ့စကားကိုပြည်ပကလူတွေနားထောင်မှုမဟုတ်ဘူးပြည်ပကလူတွေနိုင်တာပေါ့မြန်မာပြည်တွင်းမှာရှိတဲ့မြန်မာနိုင်ငံကြီးကိုချစ်မြတ်လို့တဲ့မြန်မာနိုင်ငံလူမြန်မာနိုင်ငံသားအားလုံးသိဖို့အတွက်ကိုပောက်ဖို့တော့ကပြောနေခြင်းဖြစ်ပါဗျာအားလုံးဒါပါပဲဗျာ